မန်စီးတီးစပါးနယူကာဆယ်ပွဲတွေအပါအဝင် စနေနေ့ညပရီးမီးယားလိပွဲစဉ်၅ပွဲခံမှန်းချက်အလုံးမေမင်္ဂလာပါ City Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့စနေနေ့ညမှာကစားသွားမယ့်ပရီးမီးယားလိပွဲစဉ်၅ပွဲကိုစူပါကွန်ပျူတာနဲ့အတူခံမှန်းပေးသွားခြင်းပါတယ်မစခင် CMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါ ပထမဆုံးပွဲကတော့မြန်မာစစ်တပ်ရဲ့ည9:00နာရီခွဲမှာ Brandfors ကဘန်လီကိုအိမ်ခွေးမှာလက်ခံရှင်ပြိုင်သွားမှာဖြစ်ပါတယ်။ဂျန်ကလေးတပတ်ကချယ်ဆီကိုအိမ်ခွေးမှာတူးနေနဲ့ရှုံးနေပြီးဘန်လီတို့တန်းစင်းစုံလေးကိုပြန်လည်ပြုတ်ချသွားပါတယ်။လက်ရှိမှာအာဆင်နယ်ဝက်ဆန်ချယ်ဆီတို့ကိုဇက်တိုက်ရှုံးထားသလိုနိုင်ပွဲပြောင်းနေတဲ့ဘန်လီအတွက် Brighton နဲ့ပွဲကအမှတ်ခွဲယူနိုင်ဖို့အကောင်းဆုံးအချိန်လို့ဆိုနိုင်ပါတယ်။ဘန်လီရဲ့ခံစစ်တိုက်စစ်အနေအထားကိုကြည့်ရအောင်ပါ။ပေးဂို24ဂိုးတိရှိနေပြီး Wolf 28ဂိုးဝက်ဆန် 25ခုလိုရဲ့နောက်တတိယခံစစ်အညံဆုံးအသင်ဖြစ်နေတယ်လို့တိုက်စစ်အဖြစ်လဲတပွဲကိုပြင်းမြဂိုးပေါက်ကန်သွင်းမှု၈ချိန်ပဲပြုလုပ်ထားပါတယ်။ဒါကလည်း1998 98နောက်ပိုင်းပရီးမီးယားလိရဲ့အသင်းတသင်းရဲ့အနည်းဆုံးကန်သွင်းမှုအဖြစ်ဘန်လီကမှတ်တမ်းဝင်နေတာပါ။ဂိမ်းကနန်းတွေအရလက်ရှိခြေစွမ်းအရတော့ဧည့်သည်ဘန်လီအသင်းကိုစူပါကွန်ပျူတာကလည်းအသာပေးထားခြင်းမရှိပါဘူး။ဘန်လီ 9G 16.4ဂိုင်းနှုန်းသာရှိထားပြီး Ancient Brandfo 9G ကတော့62.9ဂိုင်းနှုန်းထိရှိနေပါတယ်။ ဘရန်ဖို့စ်ကတော့ကျင်ခဲ့တဲ့အပတ်မှာဘရိုက်တန်ကိုတိုက်ဆင်မှုတရားကိုရဲ့ပယ်နယ်တီသွင်းကိုနဲ့ဥဆောင်ထားနိုင်ခဲ့ပေမဲ့ပွဲပြီးမှာတော့နောက်ကျသွင်းကိုတွေနဲ့အတူ2-1နဲ့ရှုံးနိမ့်ထားတာပါလက်ရှိရာသီးပွဲကိုဥဆောင်နေပြီးမှာဘရန်ဖို့အမှတ်လျော့တာ17မှတ်အထိရှိလာပါပြီ12ပွဲကစားပြီးအချိန်ဒီအသင်းတစ်သင်းအနေနဲ့ဆိုရင်တော့ဒါအမြင့်ဆုံးပါပဲ2021ပရီးမီးယားလိဂိုပြားတွေတန်းတက်လာကြတဲ့ကဆိုရင်လက်ရှိအချိန်ဒီဥဆောင်နေရာကအမှတ်လျော့တာဆိုဘရန်ဖို့အတွက်စုစုပေါင်း88မှတ်အထိရှိလာပြီဖြစ်ပါတယ် ဒီရသည် brand 4ရဲ့အနေအထားကတော့အမှတ်ကိုတော်ယုံခွဲပေးလိမ့်မရှိပဲပွဲစဉ်များစုမှာနိုင်ရှုံးပြသားနေပါတယ်လက်ရှိမှာတော့ liverpool ရဲ့အောက်အဆင့်73နေရာမှာရပ်တည်နေတာပါပြားတွေကအိမ်ကွင်းအားကောင်းပါတယ်ထိတ်တိုက်တွေးဆမှုမှာတော့ banley အသာရထားပေမယ့်ဒီပွဲမှာတော့ ancient brand 4ကပဲ2-1လောက်နဲ့အနိုင်ရသွားမယ်လို့ CIB လည်းခံမှန်းပေးခြင်းပါတယ်ဒုတိယတပွဲအနေနဲ့နိုင်ပွဲလိုအပ်နေတဲ့ Man City က Daniel Farke ရဲ့လက်ရည်အသင်းကိုမြန်မာစံတော်ချိန်ည9:00ပွဲမှာအဲ့ခံကစားသွားမှာဖြစ်ပါတယ် ပရီးမီးယားလိဘွဲစဉ်73မှာနိုင်ဂျီအမြင့်ဆုံးအသင်းကမန်စီးတီးပါစူပါကွန်ပျူတာကတော့စီးတီးနိုင်ဂျီ86.500ခန်းနှုန်းအထိပေးထားပြီးအဲ့ဒဲလိနိုင်ဂျီကတော့9.500ခန်းနှုန်းသာရှိပါတယ်ဒီအနေထားကတိတ်တော့အံ့ဩစရာမရှိပါဘူးတန်တက်အသင်းတွေနဲ့နောက်ဆုံး25ကြိမ်ရင်ဆိုင်ရမှာစီးတီးတို့23ပွဲအထိအနိုင်ရထားပြီး2ပွဲသာတည်ရကြထားတာပါသို့သော2021ဧပြီလတုန်းကတော့တန်တက်အသင်းတစ်သင်းအနေနဲ့လိကပဲစီးတီးကိုအီတီဟတ်မှာအနိုင်ယူထားခဲ့ဘူးပါတယ် ဒါအပြင်လက်ရှိနီးပြဒန်နီယယ်ဖာကီကနော်ဝေ့စ်နဲ့အတူစီတီကို2019မှာတကြိမ်အနိုင်ရထားသူပါ။လာမယ့်ပွဲမှာဒါစီတီကိုအနိုင်ယူလဲနိုင်ရင် Brian Robson နောက်ပိုင်းတန်တက်အသင်းနှစ်သင်းနဲ့အတူစီတီကိုအနိုင်ယူတဲ့ဒုတိယမြောက်နီးပြဖြစ်လာဖို့ရှိနေပါတယ်။ Newcastle ကိုရှုံးနိမ့်ခဲ့တာကြောင့် City တိုက်စစ်မှု Haaland အနေနဲ့ Premier League သွင်းကိုတရားပြေးဖို့ရေတပွဲနောက်ဆုတ်သွားရတာမှာ Lee နဲ့ပွဲမှာတော့ဒီအခွင့်အရေးကိုအပိုင်အသုံးချလာဖို့များနေပါတယ်။နော်ဝေးတိုက်စစ်မှုကတော့ ETH မှာ9.9ဒွန်းတာပြီး2020 August လနဲ့ November လကြားတဲ့နောက်ပိုင်း အင်ကွေးမှာပွဲဆက်အကြုံဂိုးသွင်းထားနိုင်တာလည်းဖြစ်ပါတယ်အဆင့်၁၈နေရာမှာရောက်ရှိနေပြီးတန်းစင်းစုံကလည်းရုံထွက်ဖို့ကြိုးစားနေတဲ့ Lee United အတွက်တော့ဒီတပွဲကမဖြစ်နိုင်သေးဘူးလို့ပဲဆိုရပါမယ် Lee United ကိုယ်တိုင်ကလည်းနောက်ဆုံး၃ပွဲမှာအင်ကွေးအဝေးကွေးမရွေရှုံးနေတာပြီးတစ်ဖက်မှာ City ကလည်း၂ပွဲဆက်အရှုံးကလည်းရုံထားဖို့ကြိုးစားလာမှာပါ CD ရဲ့ပောက်ကွဲအားက head to head မှာလည်းနေနေတဲ့ဧည့်သည်အသင်းစီကိုရောက်ရှိသွားဖို့များနေပြီ။အင်ရှင်မက်ဆီကပဲ3နေလောက်နဲ့နိုင်ရသွားမယ်လို့ CIB လည်းခံမှန်းပေးထားခြင်းပါတယ်။ တတိယတပွဲအနေနဲ့ Sunderland ဘုံပေါင်းမြန်မာစံတော်ချိန်ည9:00နာရီပွဲကိုကြည့်ကြပါမယ်။ကြောင်နဲ့တွေကတော့သူတို့အသင်းရဲ့အင်ကွင်းရှုံးခွဲမရှိစံချိန်ကိုအစွမ်းကုန်ဆက်လက်ထိန်းသိမ်းလျက်ရှိတာပါ။နောက်ဆုံးအင်ကွင်းနှစ်ပွဲမှာ Everton Arsenal တို့ကို1-1-2-2ဆိုတဲ့ရလဒ်တင်နဲ့အမှတ်ခွဲယူထားပေမဲ့လောလောလတ်လတ်ကစားခဲ့တဲ့ Fulham နဲ့အဝေးကွင်းပွဲစဉ်မှာ1-0နဲ့ရှုံးနေထားတယ်လို့ပွဲတွင်ခြေစွမ်းလဲကွာဟချက်ကြီးမားခဲ့ပါတယ်။ လက်ရှိရာဒီမှာအိမ်ငွင်း6ပွဲကစားထားပြီးရှုံးပွဲမရှိတာတဲ့ဆန်ဒါလန်ကိုပဲစူပါကွန်ပျူတာကအသာပေးထားပြီး9955တက်သမာ900ကိုင်းနှုန်းအထိရှိနေတယ်လို့တွက်ချက်ထားပါတယ်။ဧည့်သည်အသင်းတော်တော်9ဂျီ44တက်သမာ100ကိုင်းနှုန်းအထိရှိထားပါတယ်။နှစ်သင်းလုံးကတော့နောက်ဆုံး3ပွဲမှာရလဒ်တွေစိုးက9ပွဲပျောက်ထားကြတာပါ။ head to head အားဖြင့်ဆိုရင်တော့ဒီနှစ်သင်း၄ချိန်တွေ့ဆုံထားပြီးဘုံမောက်က2ချိန်နိုင်ဆန်ဒါလန်က2ချိန်နိုင်2ချိန်သေးရကြထားတာပါ။မပေးစရာမှာအဆင့်9နဲ့10တို့မှာအသီးသီးရက်တည်နေပြီဒီနှစ်သင်းတွဲဆုံမှုတွေကသွင်းကုန်းနေလေးရှိပေမဲ့ ဒီဒီချိန်တော့အပြန်အလှန်သွင်းကိုးတွေကိုမြင်တွေ့ရနိုင်ချေများပါတယ်။ဧည့်သည်ဘုံပေါက်ကပဲ3 2လောက်နဲ့နိုင်ရသွားမယ်လို့ CIB ကခန့်မှန်းပေးထားခြင်းပါတယ်။လေးပွဲမြောက်နေနဲ့ Everton က Newcastle ကိုမြန်မာစံတော်ချိန်ည7:00နာရီမှာအဲ့ခံကစားသွားမှာပါ။ဒီတစ်ပတ်ရဲ့တည်ရည်ကြနိုင်ချေအမြင့်ဆုံးပွဲစဉ်ဖြစ် Everton နဲ့ Newcastle တို့ကစားဖို့ရှိနေပြီး Newcastle အနေနဲ့ကတော့ Man City ကိုနိုင်ရထားတဲ့အရှိန်ဟုန်ကောင်းကိုဆက်ထိန်းနိုင်ဖို့ကြိုးစားရမှာပါ။ဒီဘက်မှာ Everton ကလည်း United ကိုနိုင်ရထားတာကြောင့် Manchester နှစ်သင်းကိုနိုင်ရထားတဲ့အသင်းနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုကကြည်ကောင်းမှာပါ။ သို့တော့ဒီနှစ်သင်းထိတိုက်တွေ့ဆုံမှုမှာတော့နီဟူကာဆေကအသာရနေပြီး6ပွဲနိုင်4ပွဲသရေ4ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပါတယ်။စူပါကွန်ပျူတာကတော့အင်ရှင် Everton 9G 36.800ခိုင်နှုန်းပေးထားပြီးနီဟူကာဆေ 9G 36.900ခိုင်နှုန်းရှိပါတယ်။တည်ရကြသွားနိုင်ကြီးက26.300ခိုင်နှုန်းပါ။ဒေးဗစ်မိုယက်စ်ရဲ့အသင်းကဒီယာဒီအိမ်ကွေးမှာတပွဲသာရှုံးနေထားပါတယ်။နီဟူကာဆေကတော့အဝေးကွင်းဆိုရင်ကိုရလဒ်ကစိုးလေရှိတာပါ။ဒီပွဲမှာတော့တူးတူးတည်ကြသွားမယ်လို့ CIB လည်းခံမှန်းပေးထားကြပါတယ်။ စနေနေ့ရဲ့နောက်ကြဆုံးပွဲစဉ်ကိုတော့ London Derby နဲ့ပိတ်သိမ်းပါမယ်။မြန်မာစံတော်ချိန်ည2:00နာရီခွဲမှာ Tottenham Hotspur က Fulham ကိုအဲ့ခံကစားသွားမှာပါ။ Tottenham ကတော့မြောက် London Derby မှာရှုံးနိမ့်ခဲ့တဲ့အပြင်ဂျာရဲ့ PSG နဲ့ပွဲမှာလည်း5-3နဲ့ရှုံးနိမ့်ထားတာပါ။ဒီအချိန်မှာငွေနိုင်လို့ဖြစ်နေတဲ့ Fulham နဲ့ Spurs တို့အိမ်ကွင်းမှာရင်ဆိုင်ရဖို့ဖြစ်လာပါတယ်။ Spurs ကိုယ်တိုင်ကလည်းအိမ်ကွင်းရလဒ်တွေကအကောင်းကြီးမဟုတ်တဲ့အချိန် Fulham ကလည်းအဝေးကွင်းနောက်ဆုံး9ဝေးဆက်တိုက်ကိုရှုံးနိမ့်ထားတာပါ။ Chelsea Arsenal တို့ကိုဇက်တိုက်ရှုံးနိမ့်ထားတာကြောင့် Spurs အနေနဲ့အောက်တိုဘာ2021နောက်ပိုင်း လန်ဒန်ပြိုင်ဘက်တွေကိုသုံးပွဲဆက်တိုက်မရှုံးဖို့အားထုတ်ရပါမယ်။ထိတ်တိုက်တွေ့ဆုံမှုအများစုမှာစပါကနိုင်ရခဲ့တဲ့ဆိုသည့်တိုင်နောက်ဆုံး၃ချိန်တွေ့ဆုံမှုမှာတော့ဖူဝန်ကနှစ်ပွဲအထိ2နေ3နေတွေနဲ့ပြက်ပြက်သားသားအနိုင်ရထားတာပါ။စူပါကွန်ပျူတာကတော့အင်ရှင်ဒေါ်ဒန်ယန်ကို9ချိန်53ဒသမ2ရာခိုင်နှုန်းပေးထားပြီးအဲ့ဒီဖူဝန်ကိုတော့9ချိန်22ဒသမ8ရာခိုင်နှုန်းသာပေးထားပါတယ်။တိုက်စီရောခန်စစ်ပါဖူဝန်နဲ့ပိုအားကောင်းနေတဲ့ဒေါ်ဒန်ယန်ပဲဒီပွဲကို3-1လောက်နဲ့အနိုင်ရသွားမယ်လို့ CIB လည်းခန့်မှန်းပေးထားခြင်းပါတယ်။ ဒါတွေကတော့စနေနေ့မှာကစားသွားမယ်ပရီးမီးယားလိပွဲစဉ်73ရက်ပွဲစဉ်5ပွဲကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ